ကွန်ပျူတာကို Windows တင်တဲ့ရှင်တဲ့သူတွေအနေနဲ့ဒီဗီဒီယိုကိုအရင်ဥစွာကြည့်ပါကွန်ပျူတာကို Windows တင်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဥစွာဒီအချက်ကိုလှုပ်ထားဖို့လိုပါတယ်ကွန်ပျူတာကို Windows တင်ဖို့ပထမအဆုံးအနေနဲ့ Windows ဖိုင်တွေထည့်ထားတဲ့ Boostit ကိုလှုပ်ထားဖို့လိုပါတယ် Boostit ဆိုတာကဘာလဲဆိုလို့ရှိရင် Windows ဖိုင်တွေထည့်ထားတဲ့ memory စတက်ကိုခေါ်တာဖြစ်ပါတယ် ကိုကကွန်ပျူတာကို Windows တင်တော့မယ်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ boostit ကိုလှုပ်ထားဖို့လိုအပ်ပါတယ် boostit လှုပ်ထားမှသာအဲ့ဒီ boostit နဲ့ကွန်ပျူတာကို window တင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ခေကြီးကလည်းအရင်တော့လိုမျိုးခွေနဲ့တင်တာမဟုတ်တော့ဘောနော်လွယ်တကူဘောနော်ဒီ memory stick နဲ့တင်ကြဖြစ်ပါတယ်အဲ့တော့ window တင်မယ်ဆိုလို့ရှိရင် boostit လှုပ်ထားဖို့လိုပါတယ်အခုဒီ video လေးကတော့ကျွန်တော် ဝင်းဒိုးတင်ဖို့အတွက်ပေါ့နော် boost stick ကိုဘယ်လိုလုပ်ရမလဲဘယ်လိုနည်းလမ်းလေးရင်းနဲ့ပေါ့နော် boost stick ကိုအလွယ်တကူလုပ်ရမလဲဆိုတဲ့သင်ခန်းစာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောင်းဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝင်းဒိုးတင်ခြင်းတဲ့ base တွေအနေနဲ့ဆိုလို့ရှိရင်ပထမဦးစွာကျွန်တော်အခုလုပ်ပြမယ်ဒီ window boost stick လုပ်တဲ့နည်းလမ်းလေးကိုရင်းဦးစွာလုပ်ပါဒါလေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် window တင်တဲ့အဲဗီဒီယိုလေးကိုလည်းကျွန်တော်တင်ပေးသွားပါမယ်နော်ပထမဆုံးအနေနဲ့နံပါတ်1ရှက်ဖြစ်တဲ့ဒီ window boost stick ကိုအရင်ဦးစွာပြုလုပ်ပါနော်ကျွန်တော်လိုအပ်တဲ့ window file ကိုလည်းကျွန်တော်အဲကျွန်တော်ရှင်မှာလာပြီးတော့တောင်းလို့ရပါတယ် software လေးကိုလည်းကျွန်တော်ရှင်မှာလာပြီးတော့တောင်းလို့ရပါတယ်เนาะကျွန်တော်ကတော့အခု boost လုပ်ပြမယ်เนาะ window လေးကတော့ window 11ဖြစ်ပါတယ်ခင်ဗျာအော်စိတ်ဝင်စားတဲ့ပိတ်ဆိုရင်အနေနဲ့ကျွန်တော် DVD လေးကိုအဆုံးထိအောင်ကြည့်ရှုပေးသွားပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကွန်ပျူတာကို window တင်တော့မယ်ဆိုလို့ရှိရင်အရင်ဥစွာ window မတင်ခင်မှာ window တင်တဲ့ boost ကိုလောက်ထားဖို့လိုပါတယ်အခုဗီဒီယိုလေးကတော့ window တင်ဖို့အတွက်ပေါ့နော် boost လောက်တဲ့ yield လေးဖြစ်ပါလေခင်ဗျာအဲ့တော့ကိုက window လဲတင်တတ်ရှင်နေပေါ့နော် window တင်တတ်ရှင်နေဆိုလို့ရှိရင်ပထမဦးဆင့်ပေါ့နော်အရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ window တင်ဖို့အတွက် boost ကိုဘယ်လိုထားဖို့လိုပါလဲအဲ့တော့ window boost ဘယ်လိုလောက်ရလဲဆိုတာကိုကျွန်တော် db လေးနဲ့တူအဆုံးထိအောင်လက်ကြည့်လိုက်ပါနော် window boost လောက်ဖို့ဆိုလို့ရှိရင်ခုရှိမှာ memory state တခြားအောင်ရှိဖို့လိုပါတယ်အနည်းဆုံး8 gig ဖြစ်ရပါမယ်နော် အိုက်တက်များလည်းရပါတယ်နော်အနည်းဆုံးတော့ ekki ရှိထားဖို့လိုပါတယ်ကျွန်တော်ခုလုတ်ပြပါကတော့ window boost ကိုမှ window 11 boost ကိုလုတ်ပြပါဖြစ်ပါတယ် window boost လုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကျွန်တော် window တင်တဲ့တင်ကန်းစာကိုလည်းတင်ပေးမှာဖြစ်ပါတယ်နော် Windows Boost တွေလုပ်ဖို့ဆိုလို့ရှိရင်တော့အရင်ဥစွာကိုယ့်ရဲ့ကွန်ပျူတာကိုเนาะကျွန်တော် memory stick ကိုရင်ထိုးထားပါเนาะဒါကျွန်တော် memory stick ကိုထိုးထားပြီထိုးထားပြီဆိုလို့ရှိရင်ကျွန်တော် Windows Boost တွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်လိုအပ်တဲ့ software လေးရှိပါတယ်အခု D file လေးတွေကတော့ဒါကျွန်တော် Windows 11 file လေးပေါ့เนาะ Windows 11 file လေးရဲ့အပေါ်မှာရှိတဲ့ဒီ review ဆိုတဲ့ဒီကောင် Windows Boost လောက်တဲ့ပေါ့เนาะဒီ software လေးရဖြစ်ပါတယ်အဲ့တော့ Windows 11မှာဆိုလို့ရှိရင် က်1နေပြီးတော့ပက်စစ်ထိရှိပါတယ် window တင်ဖို့ပေါ့เนาะအဲ window file မရှိဘူးဆိုလို့ရှိရင်လည်းအကျော်ရှိကိုအဲတောင်းလို့ရပါတယ်เนาะအဲ့တော့ဒီ software လေးအကုန်ရှိနေပဲဆိုလို့ရှိရင်ဒါ window တင်လို့ရပါပြီအဲ့တော့ကျွန်တော် window boost လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုဒီ software လေးကိုအရင်ဆိုတာ computer မှာတွန့်ထားဖို့လိုပါတယ်ဒီ software လေးကိုတွန့်လိုက်မယ် software လေးမတွန့်ခင်မှာဆိုလို့ရှိရင် window ကိုက တန်းနေ11နေ3နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ bias deprivation တွေကိုပိတ်ထားဖို့လိုပါတယ်เนาะဒီကောင်တွေကိုเนาะ bias deprivation တွေကိုဒီ manage တင်လို့တော့ဒီကောင်တွေအကုန်လုံးကိုပိတ်ထားဖို့လိုပါတယ်เนาะဒါမှသာ software တွေတင်လို့ရမှာဖြစ်เนาะဖြစ်ပါတယ်အဒီကောင်လေးပုံမှာ right click ကိုနေကျွန်တော်ဒီ software လေးတွက်လိုက်မယ်เนาะဒါ extra here နဲ့ပဲဖြည့်လိုက်မယ်เนาะ okay အအောက်မှာ software လေးကြာလိုက်ဒီ software လေးကိုဖွင့်လိုက်မယ်ဒီကောင်လေးတော့ software လေးကို run လိုက်ပါမယ် software လေးကိုဒါတွင်းထားဖြစ်ပါတယ် software လေးတွင်းပြီးသွားရည်ဆိုလို့ရှိရင်เนาะဒါကျွန်တော်အရင်ဆိုတာတွင်းလိုက်မယ်เนาะတွင်းပြီးသွားမှကျွန်တော်ထပ်ပြမယ် okay ဒါဆိုလို့ရှိရင် software လေးတွင်းလွတ်ပြီးသွားပြီအဲသူကမြန်ပါတယ်ခဏလေးပါเนาะ run ပြီးသွားရည်ဆိုရင်ကျွန်တော်ဘာလောက်မှာလဲဆိုလို့ရှိရင်ဒါ window 11 file နေပေါ့เนาะဒါ window file တွေကိုကျွန်တော် raw အနေနဲ့ရှုပ်ထားတာဖြစ်ပါတယ်ဒီ raw တွေဖြို့ဒီ raw တွေကိုเนาะဖြီးထားဖို့လိုပါတယ် raw ဖြီးတဲ့အခါမှာဆိုလို့ရှိရင်လည်း window 11 part 1နေပြီးတော့ဒါ passivity ရှိပါတယ်ဒီ software တွေကကျွန်တော်ဆရာကြီး ်ဦးကောင်းမင်းကတင်ပြရတဲ့စဝဲတွေပါဆရာကြီးကတော့ကျွန်တော်ကိုးလာပိုင်းကအဲဆုံးမသွားပြီဖြစ်ပါရယ်เนาะဆရာကြီးရဲ့ကျေးဇူးတွေကတော့ဒီကွန်ပျူတာနိပညာလောကသားတွေအတွက်ပေါ့เนาะကျေးဇူးတွေကတော့အများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဒီပေါ်ပါเนาะ part 1နေပြီးတော့ passive ကိုကျွန်တော်အဲဆရာကြီးရှိရဒေါင်းလာတာဖြစ်ပါတယ်ဆရာကြီးရှိမှဒေါင်းလို့ရပါတယ်အဲကျွန်တော်ရှိကိုအဲမတည်ဘူးဆိုလို့ရှိရင်လာပြီးတော့မင်းမြန်လို့လည်းရပါတယ်เนา ဒီပေါ်မှာပက် run တစ်ခုကိုဖြည့်ရင်ရအောက်ကနေထပ်ဖြည့်စရာမလိုဘူးเนาะဒီပေါ်မှာ right click ကိုနှိပ်ပြီးသွားရဆိုလို့ရှိရင်ကျွန်တော်တို့မှာ extra heat နဲ့ပဲဖြည့်လိုက်မယ်เนาะ okay ဆိုတော့ပြလဲတော့ကျွန်တော်ထပ်ပြီးတော့ပြန်ပြမယ်เนาะဒီပေါ်မှာเนาะပက်1ပေါ်မှာ right click ကိုနှိပ်เนาะသူ့ကို extra heat နဲ့ဖြည့်လိုက်မယ်အဲဒါဆိုလို့ရှိရင်အဲသူက raw file နေရနေပြီးတော့ iso file ကိုတွားနေပြီးတော့ထုတ်ရပါလိမ့်မယ်ဒီ Windows 11ကိုသူ ISO file လေးနေလဲလုတ်ထားဖြစ်ပါတယ်ဒီ ISO file ကိုကျွန်တော်တို့ကဒီ software လေးမှာတွားပြီးတော့ boost လောက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုပြအောင်ဆောင်ပေးလိုက်နော်ခဏလေးပါကဲရသွားပြီဆိုလို့ရှိရင်ဒါအောက်မှာဒါ Windows 11ရဲ့ ISO file လေးရပါပြီ။ဒါလေးကိုဖွင့်ကြည့်လိုက်ပါ။အဲဒီဆိုရင်ဒါ ISO file လေးနော်။ ဒီ ISO file လေးကိုကျွန်တော် boosted လောက်မှာဖြစ်ပါတယ်အဲ့တော့ software software လေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီ drive ဆိုတဲ့နေရာမှာတော့ဒါကိုထိုးထားတဲ့ဒါ memory stick ရဲ့ name ကိုလာပေါ်နေပါလိမ့်မယ်အခုကျွန်တော်ဒီပုံစံမျိုးလေးပေါ်နေဆိုတာကဒါကျွန်တော် window 11ဟိုဒါ boosted လုတ်ထားပေါ်တော့လုတ်ထားကျွန်တော်ထပ်ပြီးတော့လုတ်ပြအောင်ဖြစ်ပါတယ်ဒီမှာ drive ဆိုတဲ့နေရာမှာတော့ဒါကိုရဲ့ window stick name ဒီဟို boost ဟိုပါတော့ဘူးလုံးမဲ့ memory stick ရဲ့ name ကိုလာပေါ်နေပြီလေနော်လာပေါ်နေပါလိမ့်မယ် အဲဘူးဆလရှင်ဆိုတဲ့နေရာမှာတော့ဒါကကိုဘူးပေါ့နော်ဘူးလုံးမှာနော်ဒီမျိုး ISO ဒီပုံစံမျိုးလေးဖြစ်နေရမယ်နော်ဒါတော့ပြင်စရာမလိုပါဘူးအဲ့တော့ဘူးလုံးမဲ့ file ကိုတွားပြီးတော့ရွေးရမှာဖြစ်ပါတယ်အဲ select ဆိုတာလေးကိုနှိပ်လိုက်ပါအဲ select ဆိုတာလေးကိုနှိပ်ပြီးတွားလို့ရှိရင်လည်းကိုက window boost တွေလောက်ထားတဲ့နေရာကိုတွားပါတော့နော်ကျွန်တော်ကတော့ဒီထဲမှာဒီထဲမှာနော် boost တွေလောက်ထားတာဖြစ်ပါတယ် မှာ window 11เนาะ window 11သွားလိုက်မယ်ဒီထဲကအဲဒီကောင်လေးပေါ့เนาะဟာလားမိတ်ဆွေတို့ကတော့ကို ISO file ဖြည့်တဲ့နေရာကိုသွားเนาะဒါအောင်တစ်ချက်နှိပ်ပြီးသွားရင် open ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအဲ boost it เนาะဒီမှာအဲ boost လောက်ဖို့ဆိုရဆိုလို့ရှိရင်ဒါရွေးပြီးသွားပြီ ISO file ရွေးပြီးသွားပြီဒီနေရာ partition ကဟို GPD ပဲเนาะအဲဒါလည်းအကုန်လုံးပြင်စရာပြင်နေစရာမလိုပါဘူးအဲအစင်ပြေသွားရဆိုလို့ရှိရင်အောက်ဆုံးမှာရှိတဲ့ဒီကောင်လေး step ဆိုတာလေးကိုနှိပ်ပေးလိုက်เนาะ โอเคဒီပုံစံမျိုးလေးပေါ်ရင်ဒီတော့အမှန်ကြီးလေးဖြစ်နေအမှန်ကြီးလေးဖြစ်နေဆိုကြတာအမှန်ကြီးတွေအကုန်လုံးဖြုတ်ပေးလိုက်เนาะအမှန်ကြီးတွေအကုန်လုံးဖြုတ်ပေးလိုက်ပါပြီးတော့ဟင်โอเคဆိုတာလေးကိုနှိပ်ပေးလိုက်เนาะအဲဒါကျွန်တော်ကပေါ်တော့သူကဘာလဲဆိုတော့ကျွန်တော်ဒီနေရာလေးကိုထပ်ပြီးတော့ပြောပေးမယ်เนาะကိုယ့်ရဲ့ memory state ထဲမှာ data တွေရှိရဆိုလို့ရှိရင် तू ကတစ်ခါတည်း तू ကအကုန်လုံးဖြတ်ပြီးတော့ boost state ကိုတင်တာဖြစ်ပါတယ်အဲအကြောင်းမလို့ memory state ထဲမှာ boost state ကိုလောက်တော့မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့ data တွေရှိရဆိုလို့ရှိရင် ရှာကွန်ပျူတာရဲ့ကို copy ကူးထားပါဒါမှကတ်နဲ့ရွှေ့ရင်လည်းရွှေ့ထားဖြည့်ရင်လည်းဖြည့်ထားပါ boost လုပ်မယ်ဆိုလို့ရှိရင် memory state ထဲမှာရှိတဲ့ data တွေအကုန်လုံးကိုဖြတ်မှာဖြစ်ပါတယ်เนาะဒါဖြတ်ပြီးတော့ boost လုပ်ပေးရပါဒါဆို okay ပေးလိုက်ပြီเนาะ okay ဒါဖြတ်ပြီးတော့ဒီခါလေး format ရပ်ပြီးတော့တင်ပေးရဖြစ်ပါတယ်ဒီနေရာမှာဒီအစိမ်းလေးပြည့်သွားပြီเนาะအစိမ်းလေးပြည့်အောင်စောင့်ပေးလိုက် ပြေးသွားပြီဆိုလို့ရှိရင်ဒီအောက်ရှိန်သားလေးမှာနော်သူက ready ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်အကျရင်အဲထက်ပြီးတော့နှိပ်စရာမလိုဘူးပေါ့နော်ဒီအစိမ်းလေးပြေးသွားရင်ရပြီ close wire လေးကိုနှိပ်ပြီးတော့ဒါ boost stick ကိုလုံးလို့ရသွားပြီဖြစ်ပါတယ်ခဏလေးစောင့်လိုက်မယ်နော် โอเคဖြစ်ခံနေเนาะခဏလေးစောင့်ပြလိုက်ဒါလေးက5မိနစ်လောက်တော့ကြာရယ်ဗျာเนาะကိုဆက်ပေါ်လေးမူတီရပါเนาะ5မိနစ်လောက်ကတော့အနည်းဆုံးတော့အဲကြာရယ်ဆက်တစ်ခုနဲ့တစ်ခုကတော့မတူဘူးပေါ့เนาะဒါလေးကတော့ window တင်ဖို့အတွက်ပထမဆုံးအနေနဲ့ boost ပြုလို့ရှင်ဖြစ်ပါတယ်ခင်ဗျာသူက100ပြည့်သွားရင်တော့ပါပေါ့เนาะ ီကောင်လေးအစိမ်းလေးပြည့်အောင်လေးကိုထပ်ပြီးတော့ဆောက်ရပါသေးရဲ့နော်ဒီလိုလုံးရတဲ့အခါမှာပေါ့နော်အဲကွန်ပျူတာပိတ်သွားတာမျိုးလို့ပေါ့နော်အားကုန်သွားတာမျိုးလို့ပေါ့နော်အဲလိုမျိုးတွေဖြစ်ပါစေနဲ့နော်အခုဆိုလို့ရှိရင်ဒါဆိုရင်ပြီးသွားပါပြီ။သူကပြီးသွားပြီဆိုလို့ရှိရင်အဲ ready ဆိုပြီးပြနေပါပြီ။ဒီနေရာမှာကွာထပ်ပြီးတော့ပေါ့နော်။ဒီ step ဆိုတာလေးကိုထပ်နှိပ်စီရမလို့တော့ပါဘူး။ပြီးသွားပါပြီ။ နော်ထက်နေထက်နေမိသွားရဆိုလို့ရှိရင်ဒါသူအစကနေတစ်ခေါက်ပေါ့နော်ပြန်ပြီးတော့အဲဘူးစတစ်ကိုနော်လုံပါဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီ ready အစိမ့်ပြသွားရဆိုလို့ရှိရင်နောက်တစ်ခေါက်ထက်ပြီးတော့လုံเสียမလို့တော့ပါဘူးနော်အဲ close ဆိုတာလေးကိုနှိမ့်လိုက်ရင်ပြီးသွားပြီ close ဆိုတာလေးကိုနှိမ့်လိုက်မယ်အဲဒါဆိုလို့ရှိရင်တော့ window တင်ဖို့အတွက်ဘူးစတစ်လုံလို့ပြီးသွားပြီအခုဆိုရင် define လေးအနေနဲ့ define လေးအနေနဲ့ရောက်လာပါလိမ့်မယ်နော်အဲဒီကောင်လေးကိုကျွန်တော်ရှုပ်ပြီးတော့ပြန်ပြီးထိုးကြည့်လိုက်မယ်နော် ဒီဘော်လေးကိုတစ်ဆယ်နှိပ်ပါမမိုရီကျွန်တော်ပြောကြရှိတာကယူမမိုရီစတစ်တွေကိုဒီတိုင်းတော့ plain ဆွဲပြီးတော့မထုတ်ပါနဲ့ကြာလိုက်လို့ရှိရင်ဒါအဲ့ဒါဖြစ်ပါတယ်ကတ်တွေပါတယ်ပြတ်သွားတတ်ပါတယ်အဲ့တော့ဒီဘက်မှာတစ်ဆယ်နှိပ်ပြီးတော့ဆို eject ဒါဆို window 11ဆိုရင်တော့ဘက်မှာအပေါ် test bar လေးမှာဒါ eject ဆိုပြီးတော့ပါလာပါ යි နော်ဒီဘက်မှာ right click ကိုနှိပ်ပြီးတော့ပေါ့နော် eject ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်အဲ့ဒီ button မျိုးလေးစနစ်တကျလေးဖြစ်ပါနော် ာကျွန်တော်ရှင်းလိုက်ပြီရှင်းလိုက်ပြီးသားရေးဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့တက်လိုက်ပြီနော် Okay အဲဒါဆိုရင်ကျွန်တော်ပြန်တက်လိုက်တာဒီပြန်တက်လိုက်တာအဲဒီပုံစံမျိုးလေးပေါ်နေပါတယ်သူက အဲဒီလိုမြားလေးနေပေါ့နော်ဒီ define လေးကဒါနဲ့ခွက်ထွက်ပြီးတော့ဒါဖြစ်သွားတဲ့ file လေးပေါ့နော်အဲရှုကြတော့လေဒီ define တစ် file လေးလည်းပါလေးလည်းရှိပါတယ်တစ် file ဖြစ်ဖြစ်နှစ် file ဖြစ်ဖြစ်ဒါက memory စတင်နဲ့အဲစိုက်ပါရပေါ့နော်ဒီနှစ် file ဖြစ်သွားလဲဘာမှမဖြစ်ဘူးနော်အဲတော့အဓိကဒီ file လေးအရေးကြီးတာရှုဆက်လေးကြတော့လေမြားလေးပေါ်ရတာ window ပေါ့နော်ဒါ window boost ဒါဒီထဲမှာ level boost ဒီပုံစံမြားလေးပေါ်ရှိတယ်တချို့ memory စတင်ကြတော့လေဒီလိုမြားလေးရေ ်ပေါ့နော်မပေါ်ဘဲနဲ့ဒီပုံစံမျိုးတွေပဲအဲဖြစ်နေရဆိုလို့ရှိရင်တော့ရရတယ်နော်မြားပေါ်ပေါ်ပေါ့နော်ပေါ်ပေါ်မပေါ်ပေါ်အဲရေးမကြည့်ပါဘူးအဲဒါဆိုလို့ရှိရင်တော့အဲ boosted လုပ်လို့ပြီးသွားပါပြီမိတ်ဆွေတို့အနေနဲ့ဝင်းဒိုးတင်တော့မယ်ဆိုလို့ရှိရင်ဒီ boosted တွေကိုကွန်ပျူတာမှာထိုးပြီးတော့နော်တင်လို့ရပါပြီအဲ့တော့ဝင်းဒိုးတင်တဲ့တင်ခန်းစာလေးတွေကိုလည်းကျွန်တော်တင်ပေးပါမယ်အဲ့တော့ဝင်းဒိုးမတင်ခင်မှာဒီ boosted လေးကိုအရင်ဥစွာ ပြည့်လုပ်ထားပြီးပါတော့ခဲ့အဲ့တော့ဒီနီးလန်းလေးကိုရမယ်လို့ထင်ပါတယ်စင်မပြရာတွေရှိရဲ့ဆိုလို့ရှိရင်လည်းအဲမေးခဲ့လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ကတော့ ACC Computer တရားရဲ့ Founder နိုင်လေးဦးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်